ပြင်းလင်းမှာဒီအိမ်လေးကသူ့ရဲ့ architecture ဘိုင်းကိုအစွမ်းကုန်ချပြထားတဲ့အိမ်လေးတစ်လုံးလို့ကျွန်တော်မြင်တယ်။ဒီအိမ်မှာပါတဲ့ architecture ဘိုင်းနေနေရော interior design ရော mountain view အနေနဲ့ဖန်တီးထားပြတဲ့အပြင်ကို light box လေးတွေ lighting လေးတွေဆက်ထားပြီးတဲ့ဟာတော်တော်လေးကို perfect ဖြစ်တယ်လို့ကျွန်တော်မြင်တယ်။ မင်္ဂလာပါကျွန်တော်ကတော့ sweet home ပြည်ဦးနဲ့အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်။ဒေလီကတော့ပြီးခဲ့တဲ့လပိုင်းလေးကမှဒါပြည်ဦးနဲ့မှနောက်ထပ်သူ့ရဲ့ architecture ဘိုင်းကိုချပြထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်။နေရာအနေနဲ့ကတော့ပြည်ဦးနဲ့မြို့ရဲ့ရက်ွက်ကြီးဆက်နေရီချမ်းအိုးရဲ့ hay villa ထဲမှာတည်ရှိတယ်။ချမ်းချဲဝန်းအနေနဲ့ကဒါ မျက်နှာစာပေ60အနောက်ကို45ပေဆိုတဲ့အကျယ်ဝန်းမှာတိဆောက်ထားတဲ့ RC 3တက်လည်းဖြစ်တယ်။အိမ်ရဲ့အကျယ်ကတော့ဒါ35-50ပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။အဲ့တော့ဒီအိမ်ကတော့သူ့ရဲ့ architecture ဘိုင်းကိုအစွမ်းကုန်ချပြထားတယ်။အလင်းတွေလည်းတော်တော်လေးကိုတုံးထားတာတွေ့ရတယ်။အဲ့တော့ခြံဝင်းထဲမှာလည်းဒါဂါနန်းအနေနဲ့လည်းပါရှိတာဖြစ်တယ်။ ကားကလည်းခြံဝင်းထဲမှာကားနှစီလောက်ကိုထားလို့ရမယ် area ပါရှိတယ်တကားဆိုလည်းတော်တော်လေးကိုဒုကကြီးရခန်း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 နဲ့ကိုလှုပ်ထားပေးတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အထဲကိုဝင်ကြည့်လိုက်ကြရအောင်အဲ့တော့အဝင်မာတွေကဒါ lighting လေးတွေနဲ့ပြေးထားပြီးတယ်တော်တော်လေးကိုကောင်းတဲ့ထဲမှာတော့ပါတယ် အိမ်နှင်းကိုဝင်လိုက်တာနဲ့မြင်ရတဲ့ဧကန်ကတကယ်ကို surprise ကိုဖြစ်သွားနိုင်တဲ့အနေအထားမျိုးလေးကိုဖန်တီးပေးရတယ်။မျက်နှာချက်စီလီမှာတော့ဒါ light box တွေနဲ့အလှဆင်ထားပြီးတယ်။ဧကန်ကလည်းတော်တော်ကျယ်တဲ့ karaoke ခန်းအနေနဲ့လည်းထားလို့ရမယ်။အဲ့တော့ဘားအနေနဲ့လည်းသုံးလို့ရတဲ့အခန်းဖွဲ့စည်းပုံ interior design ကိုဖန်တီးထားပေးတာဖြစ်တယ်။ဒီအိမ်ကြီးကကျွန်တော်ပုံမှန်အိမ်တစ်လုံးထက်ကိုအင်ကမ်ကပုံမှန်ရနိုင်မဲ့အိမ်လေးတစ်လုံးလို့ကျွန်တော်မြင်တယ်။ဘာလို့လဲဆိုတော့အခန်းဖွဲအနေနဲ့ကလည်းဒါဒီအိမ်မှာအခန်းက မာစတာဂန်းကြီးမှခုနှစ်ခန်းပါရှိတယ်ကျွန်တော်ပြုံးလင်းမှာဒါဧည့်သည်များတဲ့ကာလဆိုရင်ဂျန်နဲ့ဟိုတယ်တွေဘန်ဂလိုတွေဂက်ဆောက်တွေအကုန်လုံးကပြည့်နှက်နေတဲ့နေထားမျိုးပါအဲ့တော့ဒီလိုနေထားမျိုးမှာဒီအိမ်လေးကပုံမှန်ကနေစဉ်ဝင်ငွေကို9သိန်းနဲ့6သိန်းကြားမှာဖန်တီးပေးနိုင်တဲ့အိမ်လေးတစ်လုံးလေးဖြစ်ပါတယ်အဲ့တော့အိမ်လေးလဲဝယ်ခြင်းနဲ့ပုံမှန်အင်ခန်းနဲ့ရခြင်းနဲ့မိတ်ဆွေတွေအတွက်ကတော့တကယ်ကိုအဆင်ပြေတယ်ဒါကတော့ကျွန်တော်တို့အပေါ်တန်းမှာရှိတဲ့အခန်းဖွဲအနေထားဖြစ်တဲ့ Master Gun Master Gun ကြီးကလည်းတော်တော်လေးလဲကျယ်တယ် Mountain View အနေနဲ့လဲပါရှိတာဖြစ်ပါတယ် ယ်ဒီဘက်မှာလည်းဒါနောက်ထပ် master gun နှစ်ခန်းအနေနဲ့ပါမယ် mountain view လေးလည်းရမယ်အကုန်လုံးကလည်းဒါတက်အခန်းထဲမှာအလှဆင်ထားပြီးပြီးဒါပြီးရင်ဒီဘက်မှာလုံခြုံရေးအနေနဲ့တံမန်းတကားတွေလည်းအကုန်တက်ဆင်ထားပြီးတယ်ရေချူကန်းဘူတိုင်းတွေဆိုရင်လည်းတော်တော်လေးကိုကျဲတဲ့အထဲမှာပါတယ်ဒီဘက်ကတော့ဒါနောက်ထပ်ခုနအခန်းနဲ့အခန်းဖွဲ့စည်းပုံရော PA ကျဲရောအတူတူပဲဖြစ်တယ် လေကားတက်စင်မှာဆိုရင်လည်းဒါမီးအိမ်လေးတွေဖန်တီးကြပြီတော်တော်လေးကိုအနုစိတ်တဲ့အနေထားမျိုးကိုလည်းတွေ့ရတယ်ဒါတော့အပေါ်ဆုံးတက်မှာမြင်ရတဲ့အခန်းအပေါ်ဆုံးတန်းမှာလဲဒါမာစတာကန်ဒီခန်းကတော့ပုံမှန် normal ခန်းလိုမျိုးပဲဒါပေမဲ့ရေချူးခန်းပူထိုင်တွေကတော်တော်လေးကိုကျဲတဲ့အထဲမှာပါတယ် ဒီခန်းတော့ကျွန်တော်ဒီအိမ်မှာအကြိုက်ဆုံးပဲဘာလို့လဲဆိုတော့ဒီခန်းက master bedroom ဖြစ်တဲ့အပြင်ကိုသူ့ရဲ့အေကန်အနေနဲ့ living room ကလည်းတီးတန့်ပါရှိတယ် mountain view လည်းရမယ်တော်တော်လေးကိုကြိုက်တဲ့အထဲမှာပါတယ်ဒီအခန်းကြီးကတော့ဒါတော့အပေါ်ဆုံးတက်က slab ပြင်အနေနဲ့ဖြစ်မယ်အပြင်မှာလည်းဒါမိသားစုတွေမိစေတွေအပန်းဖြေအနားယူလို့ရမယ်နေရာမျိုးအနေနဲ့လည်းပါရှိတယ်ဒီအပြင်ကိုအပေါ်ထက်မှာလည်းဒါနောက်ထပ် slab အနေနဲ့ပါရှိတာဖြစ်ပါတယ်တော်တော်လေးကိုတော့ idea ကောင်းကောင်း creation ကောင်းကောင်းနဲ့ဖန်တီးပေးထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ် အောက်ဆုံးမှာအခန်းဖွဲအနေနဲ့ကတော့ Master တခန်း Single တခန်း Dining Kitchen နဲ့ Living Room ကျဲတစ်ခုပါရှိတာဖြစ်ပါတယ်။ဒီအိမ်ထဲမှာအခန်းဖွဲအနေနဲ့ခုနှစ်ခန်းတောင်ပါရှိတာဖြစ်လို့ပုံမှန်နေစဉ်ဝင်ငွေကိုဖန်တီးပေးနိုင်မဲ့အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်။စိတ်ဝင်စားတယ်ဆိုတော့ဒီအိမ်လေးကိုခေါ်ဆိုထားတဲ့ဈေးနှုန်းက P6045 RC 3တက်ကို39600ခေါ်ဆိုထားတာဖြစ်ပါတယ်။မြေမျိုးစားလည်းရက်ွက်ကြီးမြေဖြစ်တယ်။မျက်နှာလှည့်ရတော့အရှိအယက်နဲ့မြောက်ရက်ကိုလှည့်ထားပေးတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ရှိပါတယ်။